မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာသူဝဖျားဖျားနဲ့ပြည့်စုံနိုင်ပါစေကျွန်တော်ဆုတောင်းပေးပါရခင်ဗျာယနေ့ကျွန်တော်ကြည့်စုတောင်းမယ့် view လေးကတော့ဒါမိဘတယောက်ရဲ့မေတ္တာတော့တကယ်တော့ကြီးမားတယ်ပေါ့ဗျာကိုသားသမီးတယောက်တကယ်တော့ကျွန်တော်တို့ယောဂဝေဒနာခံစားနေရတဲ့ကလေးလေးအတွက်ဒါ line ပေါ်မှာကျွန်တော်တက်လာပြီးတော့ဒါသူ့ကိုယ်သူလည်းမရှက်တော့ပါဘူးနော်သူသားလေးအတွက်အလှူခံပါတယ်ပေါ့နော်သူသားလေးလှူပေးကြပါဘို့ဖြစ်နိုင်ရင်ဒါအိန္ဒိယအထိဒါတက်ကူချင်တယ်လို့ဒါရှင်ဖွင့်လာတယ်ပေါ့နော် မိဘရဲ့မြေတာတရားတော့ဒါကြီးမားတယ်ဗျာသာသမီကြီးကြီးလိုက်ရင်တော့ဘယ်လိုလဲဆိုတာတော့ဒါမသိဘူးเนาะတကယ်ဒီဗီဒီယိုလေးဒါဒါဒီကလေးလေးဒါကြီးလာခဲ့ရင်ငါမိဘငါ့ကိုငါရဲ့အသက်ကိုဟိုဘယ်လောက်ထိဟိုကိုသာသမီကိုအသက်ရှင်ရှင်နဲ့နေစေချင်တယ်ကိုသာသမီကိုဘယ်လောက်ထိချစ်လဲဆိုတာတော့ဒါဒီကလေးလေးကြီးလာတဲ့အချိန်တိုင်းကျမကြီးဒီကောင်းသွားတဲ့အချိန်တိုင်းတော့ဒီဒီမရဲ့မေတ္တာစေတနာမိဘရဲ့မေတ္တာစေတနာကိုနားလဲလာမယ်လို့ထင်တယ်ပေါ့နော်တကယ်မှတနာဖို့ကောင်းပါတယ်ဒါကကျွန်တော်ကြည့်လိုက်အောင်နော်မျိုးလေးနော် ကိုညီလေးတောင်းရင်လို့ပါနော်။ဒီမှာဗာလေးဝိုင်းပြီးကဲပဲကြမအောင်။မမပတ်စားလည်းမရှိဘူး။အလျာသေးရှင်ဖြစ်နေလို့ပါ။အလျာသေးရှင်ဖြစ်နေတာဒီဘက်မှာလည်းမနိုင်ဘူး။ဒီမှာဖြစ်နိုင်ရင်အလူရှင်နဲ့ရှိရင်လေအိန္ဒိယထိသွားကူချင်တာ။ဒီဘက်မှာလည်း imagine နဲ့ဝမ်းမြောက်တာတကူပြီးတကူပြည့်နေတာ။ သားလေးကိုလေဝိုင်းပြီးနှူးပေးကြအောင်အလေးရလေးရောပါလေတကူပြီးတကူပြည့်တရာအတတ်သေးရှိရောဖြစ်နေတာဒီတရားတရားတော့စပါးစိတ်တမ်းပါမကောင်းတော့ဦးအခုညတောင်းပါတယ်ဒီဒီရလူတွေဝိုင်းပြီးနှူးပေးကြအောင်ကျွန်မသားလေးကိုခုပေးချင်လို့ပါ ေးခြင်းလို့ပါကျမတန်လင်းကိုခြင်းလို့ပါကျမတန်လင်းခံစားနိုင်ဘူးဒီမှာဖြစ်နေတာကိုမခံစားနိုင်ဘူးကောင်းကောင်းယူကျွန်တော်မိဘတယောက်အနေနဲ့ခံစားပေးလို့ရတယ်ပေါ့နော်ကိုဒီမှာလည်းသားသမီးရှိရတော့ကိုသားသမီးတစုံတစ်ခုလေးဖြည့်တော့ကိုရင်ထဲမှာစိတ်မချအောင်ဖြစ်တယ်ဗျာထားလိုက်သူများကလေးတွေဟာလိုင်းပေါ်မှာကလေးတွေပျောက်တယ်ဆိုရင်ကိုသားသမီးကိုအလိုလိုနေနေစိတ်မချတော့ဘူးဒါမိဘတယောက်ရဲ့မြင့်တာပဲဟာသူများသားသမီးဟိုမှာဟိုးစားဖြစ်သွားလို့တစ်ခုခုဖြစ်သွားတယ်ဆိုရင် ိုသားသမီးကိုပေးမလို့တော့အိမ်မောင်းနေအိမ်ရောက်ပေးမစင်းတော့ဒါမိဘတယောက်ကြီးမေတ္တာပဲဒါပူပူလောင်ခြင်းပဲเนาะကျွန်တော်ဒီမေတ္တာတွေอ่ะဒီသားသမီးပူလောင်နေပူလောင်မှုပါကျွန်တော်တို့ဘာနဲ့မှမတူဘူးဗျာကိုကိုကမိဘနဲ့အရောက်မှကိုသိတာနော်ကိုငယ်တော့ဆိုရင်ဒါကျွန်တော်တို့ဗျာဟိုတငယ်ချင်းပေါင်းသင်းနဲ့ရေတွေပဲတက်ခုကြိုက်ခုမိဘကိုတွေကိုဒုံးလေးလိုက်ရိုက်လိုက်ရိုက်အဲ့စိတ်ဆိုတာဘာဖြစ်တာလဲရေလေးကူးတော့တော့မရအောင်ကိုတွေမတိခဲ့ဘူးကောနော်သားသမီးတယောက်နဲ့ကိုတွေမတိခဲ့ဘူးကိုတွေ အသက်ရွယ်ရောက်လာတော့အိမ်အောင်ရက်သားကျလာတော့သားသမီးကြီးရလာမှာအခုသားသမီးကြီးကိုလည်းစိတ်မချအောင်ဘာကြောင့်စိတ်မချတာလဲဆိုကိုရင်းငငယ်တော့ကိုရင်းမိဘတွေကိုတွေစိတ်မချခဲ့တာဩဒါပါလားငါသားသမီးတစ်စုံတစ်ခုဖြစ်သွားမယ်အဖြစ်မခံနိုင်ဘူးဟာလားခလေးတခုတွေပြောကျွန်တော်ငယ်တော့ဆိုခလေးတခုတွေဒါခစ်စားခစ်စားခြင်းကျွန်တော်မိဘတွေဘဲမှမလို့တော့အိမ်ထဲမှာပဲနေတော့ဟာဆိုကိုကပြောပြီခလေးတခုကပဲခြင်းနေမှမသိဘူးဟောကိုလည်းမိဘနေရာလေရောက်လေရောက်တော့တရား ဒါကိုကျွန်တော်တို့ကြတော့ပိုဆိုးရတော့နော်ကိုသားသမီးနဲ့အတူတူနေကဝင်မနေရကိုတွေကတိုင်းသားဘာမှအလုပ်လုပ်ရတယ်ပတ်စံမရှိတော့ကိုသားသမီးကြတာကိုမိဘတွေရှိမှာဆိုတော့ကိုတွေကပိုစိတ်မချဖြစ်တော့ကိုနဲ့ကိုမျက်စိအောင်မှာမဟုတ်တော့ချက်ချင်းဒီမှာအတန်ကြိုင်းချက်ချင်းဖုံးလဆက်ဒီလိုဒီလိုမေးပြီးမသွားပါနဲ့ပြီးမသွားပါဘူးနော်နင်တို့အခုမှသိလားဟမ်မိဘရဲ့မေတ္တာစေတနာကိုဟမ်ငါတို့ငါတို့တော့ကနင်တို့ဒါဒါဒါကြောက်ပြီးမလောက်တာပြီးမသွားတာဆိုပြီးတော့ဒါမိဘတွေကပြောတယ်ဗောနော်အဲဒါကြောင့်ကိုကိုတိုင်မိဘနေရာကိုရောက်လာမှာ တာသမီးပူလောင်တဲ့အပူလောင်ကြီးဟာချစ်တဲ့အချစ်ကြီးဟာဘာနဲ့မှမတူဘူးဆိုတာဒါကိုပြောတာပေါ့နော်ဒီမှာလည်းတော်တော်လေးတနာမှုကောင်းပါတယ်ဗျာပစံမရှိဘူးကျမမကုမေဖို့အရာမရှိဘူးဘူးမေချင်တာကျမဒါလေးကောင်းအောင်လေဒီမှာအိမ်မရှိနေတာဝင်နေတဲ့ယောဂတကူပြီးတကူမိုင်းမီလူမေးကြပါအောင်ကျမဒါလေးကိုအိန္ဒိယကြီးကျမကုချင်တာ ဲ့လိုကြရလဲလေတချို့ကပြောမှနေရပတ်စံမရှိမှန်းနဲ့အလူလဲခံနေတယ်အိန္ဒိယဒီခုချင်တယ်လို့ပြောကြမှာကျွန်မအလိုမျိုးမဟုတ်ပါဘူး။ဆလေးရသေးရှည်ကိုပြင်နေလို့ပါ။ဝိုင်းမိကူညီပေးကြပါအောင်ကျမကျမသားလေးဝိုင်းမိကဲပေးကြပါအောင်ကျမသားလေးဝိုင်းမိကဲပေးကြပါအောင်ကျမသားလေးဝိုင်းမိကဲပေးကြပါအောင်ကျမသားလေးဝိုင်းမိကဲပေးကြပါ င်ပြီးသူ့ပေးကြပါဦး။ကျွန်မပတ်သက်လေးကိုဖဲပေးကြပါဦး။ကျွန်မအိန္ဒိယတိခုကျင်တာကျွန်မနားနေပြီ။မောင်နှမလည်းလုံးဝအဆင်မပြေဘူး။